ီတာမှာ rhythm ဆိုတာအတန်တွေဖြစ်တဲ့အတန်ရှိအတန်တူတွေနဲ့အတန်မထွက်ပဲတိတ်နေရတဲ့နာထား risk လောက်ထားရတဲ့နေရာတွေကို ပုံစံအမျိုးမျိုးနဲ့ပေါင်းစပ်ထားတာဖြစ်ပါတယ်ဒီတန်တွေကိုဘယ်လိုအစီအစဉ်နဲ့ပေါင်းစပ်ထားလဲဆိုတဲ့ပုံမှာမူတည်ပြီးအလွန်လွယ်ကူရိုးရှင်းတဲ့ rhythm ပုံစံတွေကနေခက်ခဲရှုပ်ထွေးတဲ့ပုံစံတွေအထိ rhythm အမျိုးမျိုးကိုမြင်တွေ့ရမှာဖြစ်ပါတယ် ဒီသင်ခန်းစာမှာတော့အခြေခံအကျဆုံး reason ပုံစံတွေကိုမျက်စိနဲ့အလွယ်တကူမြင်နိုင်မှုဆက်ဝိုင်းထိကံစာရတွေကိုအသုံးပြုပြီးပုံဖော် ပြထားပါတယ်။ပြီးတဲ့အခါမှာဒီ reason ပုံစံတွေကိုအသုံးပြုပြီးတခြင်းတစ်ပုဒ်ကိုလက်တွေ့တိခတ်ပြမှာဖြစ်ပါတယ်။လောက်ရမယ့်အစ်စ်တဆင့်ချင်းစီကိုဆရာကရှင်းပြပေးသွားမှာဖြစ်ပါတယ်။အားလုံးဆရာနဲ့အတူလေ့ကျင့်တိခတ်ကြည့်ကြအောင်။ဒါကသူမျိုးရေးအားလုံးမင်္ဂလာပါ။ဆရာရောဆရာဖုန်းတန်စင်တွင်ဖြစ်ပါတယ်။ကဲ ဒါဆိုဒါရုမီရောရေဒီနေ့သင်ခန်းစာမှာဆရာတို့ကနော်ဒါ music မှာ rhythm ဟုတ်ဘူးနော်ဆိုတော့အဲ့ rhythm ဆိုတာဘယ်လိုမျိုးဟာမျိုးလဲဒါကိုဆရာဒါရုသမီးတို့ကောင်းတဲ့ဝင်သွားအောင်နော်မြင်သာအောင်ပြကျင်တယ်ကဲဆိုတော့ rhythm ဆိုတာဘယ်လိုမျိုးဟာလေးလဲနော်အဲ့ဒါလေးကိုရှင်းသွားအောင်ဆရာဒီနေ့ပြမယ်ဥပမာလေးဆရာလှုပ်ထားတယ်ကဲဆိုတော့ဒါတို့ဗီဒီယိုရေးเนาะအခုကြည့်မယ်ဆိုရင်เนาะဒီ white board ပေါ်မှာเนาะ၄ดอกတွေရော၃ကန်တွေရောเนาะ7 wine တွေရောမျိုးစုံ တွေ့ရတယ်။ကဲဆိုတော့ဆရာတို့စီမာเนาะဒီ၄တောက်ရဲ့သတိကံရဲ့ဇက်ဝိုင်းရဲ့ဒီ၃မျိုးရှိတယ်ဆိုကြပါစို့။ကဲဒါဆိုရင်အခုဒီမှာကြည့်လိုက်လို့ရှိရင်ဆရာကဘာလုပ်ထားလဲဆိုတော့ဒီ၄တောက်ရဲ့သတိကံရဲ့ဇက်ဝိုင်းရဲ့ဒီ၃မျိုးကိုပဲသုံးပြီးတော့ဆရာ pattern လေးတွေဖန်တီးထားတယ်။เนาะဆိုတော့ဒီမှာဆိုရင်ဆရာတို့ A B C နော် pattern A pattern B pattern C ဆိုပြီးတော့၃မျိုးဆရာလုပ်ထားတယ် ကဲဆိုတော့ဒီသုံးမျိုးရဲ့เนาะဒါသုံးမျိုးမှာဘာတွေထူးခြားလဲဘာတွေကွာခြားလဲဒါတွေကိုကြည့်ကြမယ်ကဲဆိုတော့အရင်ဆုံးအောက်ကဒီ pattern တစ်ခုမကြည့်ခင် pattern A ကိုအရင်ဆုံးစကြည့်မယ်နော်ဆိုတော့ဆရာကုနာပြောလို့เนาะဒါ shapes ၃ခုဖြစ်တယ်เนาะဆရာတို့ set 1ရယ်3ခန်းရယ်၄ဓာတ်ရယ်ဒီ၃မျိုးကိုပဲသုံးပြီးတော့ဆရာဖန်တီးထားတာဖြစ်တယ်ကဲဒါဆိုရင်ဒါတို့ပြီးရေ pattern A ကိုကြည့်မယ်ကဲဒါဆိုရင်အရင်ဆုံးဗာတွေ့ရလဲ ဟောလေးတောက်လေးတောက်ပြီးရင်ပါလာလေသရီကံဟုတ်တယ်နော်သရီကံပြီးရင်ပါလာလေလေးတောက်ဟောပြီးတော့လေးတောက်ပြီးရင်ပါထပ်လာလေလေးတောက်ကဲဆိုတော့ဆရာဒီမှာစီထားတဲ့ပုံစံဘလူးပက်တန်စီထားလေလေးတောက်သရီကံလေးတောက်လေးတောက်ဟောဒီပုံစံမျိုး ਨੇ စီထားတဲ့ပက်တန်ကိုတွေ့ရတယ်ဟုတ်ပြီနော်ကဲဒါဆိုဒါတို့ပြီးရေဒီကကြတော့ဇေရို pattern A ပြီးတော့ pattern B လေးကိုထပ်ကြည့်လိုက်ကြပါ ဟော pattern B မှာကြတော့ဆရာဘယ်လိုစီထားလဲเนาะဆိုတော့ဒီဟာပါလေဆရာတို့၄တောင်เนาะ၄တောင်ပြီးတော့ပါလေ၄တောင်ဟုတ်တယ်เนาะပြီးတော့3ခံ3ခံကဲဆိုတော့ဒါပြီးတော့เนาะ pattern A နဲ့ B ကိုကြည့်ကြည့်လိုက်เนาะသုံးထားတဲ့ shapes တွေကွာသွားလာမကွာဘူးเนาะဆရာတို့ pattern A မှာလေ၄တောင်နဲ့3ခံသုံးထားသလို pattern B မှာ၄တောင်နဲ့3ခံနေသုံးထားတယ်။ဒါပေမဲ့ဆရာဘယ်လိုလုပ်ထားလဲ ဒီ၄ထောင်နဲ့သတိကန်တွေကိုစီထားတာတင်တူလားမတူเนาะဒီနှစ်ခု꿰တယ်ဆိုတာကိုတွေ့ရမယ်သုံးထားတဲ့ shape တူပေမဲ့ဆရာစီထားတာကိုအရှိနောက်တွေအကုန်လုံးဆရာပြောင်းထားတယ်ဆိုတော့ဒီနှစ်ခုရဲ့မတူညီတာကိုဒါရုသမီးတို့ကတွေ့ရမယ်သိရမယ်ကဲဒါဆိုရင်ဒီက pattern C လေးကိုထပ်ကြည့်မယ် pattern C ကြတော့ဒီကဘာထူးခြားမှုတွေ့ရလဲเนาะဖြည့်ကြည့်ပါဦးဟောဒီ pattern A နဲ့ B နဲ့မတူတာပါလေ C မှာကြတော့ set wine လေးကြီး ပါလာပြီဟုတ်ပြီเนาะကဲဒါဆိုရင် pattern C ကိုကြည့်ကြည့်မယ်ဆက်ဝိုင်း3ခန်း4 0 0 0ဆက်ဝိုင်းဟောဆိုတော့တွေ့ရเนาะ A နဲ့ B နဲ့မတူတာကိုတွေ့ရမလားဒါလိုမျိုး C မှာကြတော့ဆရာဆက်ဝိုင်းနေထည့်ထားလိုက်ပြီးပြီးရင်ဆရာ shapes တွေအကုန်လုံးကိုဆရာပြောထားတယ်အဲ့လို pattern တွေစီထားတယ်ဆိုတော့ဒါ0ပြန်ပြောမယ်ဆိုရင် A မှာဗာတွေ့ရလဲ ၄တောင်၊ three gun ၄တောင်၊၄တောင်။ pattern B ၄တောင်၊၄တောင်၊ three gun ၊ three gun ။ pattern C sewine so three gun ၄တောင်၊ sewine so ကဲဒါဆိုရင်ဒီ pattern 3ခုကိုကြည့်ချင်းအဖြစ်ဘာတွေ့ရလဲเนาะ pattern 3ခုစလုံးမှာဆရာသုံးထားတာက၄တောင်၊3ခန်း၊ဆဝိုင်းဒီ shape 3ခုပဲသုံးထားတယ်။ဒါပေမဲ့ pattern တစ်ခုချင်းစီမှာကြည့်လိုက်ဆရာစီထားတဲ့ပုံချင်းတူလား မတူအကုန်လုံးရှေ့နောက်တွေပြောင်းပြီးတော့ဆရာစီတာတွေကဲဒါဆိုသားတို့သပြီးတော့ရေနော်ဆရာတို့ဒါ music မှာလည်းအလိုပါပဲ rhythm တွေမှာဆရာတို့ကအတန်တူရှိတွေပေါ်မူတည်ပြီးတော့เนาะအတန်တူရှိတွေကိုရှင်းနောက်ဘလို့ဇီထားလဲเนาะဒါတွေပေါ်မူတည်ပြီးတော့ဆရာတို့ rhythm ပုံစံအမျိုးမျိုးပြောင်းသွားပါတယ်เนาะဒါလေးကိုသားတို့သမီးတို့ကကောင်းထဲမှာမှတ်ထားရပါမယ် ကဲဒါရုမျိုးကြီးဒီကဆရာတော့မလုပ်ထားလဲဆိုတော့သရီကန်လေးရင်းနဲ့လေးတောင်လေးတွေကိုသုံးပြီးရောဆရာ rhythm pattern တခုဖန်တီးထားတယ်နော်ဆိုတော့ဒီဆရာလောက်ထားတဲ့ pattern ကို pattern A ဆိုပြီးတော့နာမည်ပေးထားပါတယ်ကဲဆိုတော့ဒီ pattern လေးကိုအခုကြည့်မယ်ဆိုရင်ဘာတွေ့ရလဲသူမှာ1 2 3 4လေးချက်ရှိပါတယ်နော်ဆိုတော့ဆရာတို့က number 1မှာ သရီကန်လေးတွေးရမယ်နော်ဆိုတော့အဲ့ဒီသရီကန်ကိုတွေးရင်ဒါဟုတ်သမီးတို့ကဘာလုပ်ပေးရမလဲဆိုရင်ဆရာကိုဒီလိုမျိုးပေါင်လေးကိုပုတ်ပေးရမယ်ဟုတ်ပြီနော်ဆိုတော့သရီကန်တွေးရင်ဘာလုပ်မလဲပေါင်ကိုတစ်ချက်ပုတ်မယ်โอเคပါ ကဲဒါဆိုရင်နံပါတ်2ကိုလည်းကြည့်ပါအောင်။ဘာလဲရှိလဲ။3ကန်လေးရှိပါတယ်เนาะ triangle ။ကဲဟုတ်ပြီ။ဆိုတော့2မှာလည်း triangle ဖြစ်တဲ့အတွက်ကြောင့်ဘာလုပ်ပြရမလဲ။ဒါတို့သမီးတို့ကဟုတ်ပါတယ်။ပေါင်းလေးကိုတစ်ချက်ပုတ်ပြရမယ်။ဟုတ်ပြီ။ကဲဒါဆိုဒါတို့သမီးတို့3မှာကြည့်ပါအောင်။3မှာကြာတော့ तू က4တောက်ဖြစ်သွားပြီ။ကဲဆိုတော့3ကန်နဲ့4တောက်နဲ့မတူတော့ဘူးเนาะ။ဆိုတော့ဒီ4တောက်လေးကိုတွင်ကြတော့ဒါတို့သမီးတို့ကဘာလုပ်ရမလဲဆိုတော့လက်ခုပ်တစ်ချက်တီးရမယ်။โอเค ဟုတ်ပြီကဲဒါဆို4ကိုလည်းကြည့်ပါဦး4မှာပါတွေ့လေလေတောင်ဆိုတော့ဘာလုပ်မလဲ4မှာလည်းလက်ခုပ်တီးမယ်ဟုတ်ပြီကဲဒါဆိုရင်အခုခေါင်းထဲမှာဘာကိုမှတ်ထားပြရမလဲဆိုရင်3ကန်တွင်းရင်ပေါင်လေးကိုပုတ်မယ်လေးတောင်လေးကိုတွင်းရင်လက်ခုပ်လေးတီးပါမယ်ကဲဆိုတော့ဒါလေးကိုမှတ်ထားပြပါဟုတ်ပြီနော်ဆိုတော့ဆရာတို့အခုဘာလုပ်မလဲဆိုတော့ဒီ pattern A လေးကိုတူတူဆရာတို့လေ့ကျင့်ကြမယ်နော်အခုနဆရာပြောတဲ့နီလာနေတိုင်းဆရာတို့တီးကြည့်မယ်ဟုတ်ပြီနော်ကဲ ဟုတ်ပြီအဲ့ဆိုရင်ဒါဆိုမျိုး dependent a ကိုတရားကြည့်ထားမယ်အဲ့တော့ဆရာတို့ကအခုလေ့ကျင့်လို့ရှိရင်เนาะဒီအရင်ဆုံးဆရာဒါတို့သမီးတို့ကိုတီးပြမယ်ဟုတ်ပြီเนาะကဲဒါဆိုရင်ဆရာတို့ဒီပုံစံလေးတိုင်းကိုကြည့်မယ်ကြည့်ပြီးဒါတို့သမီးတို့ကလက်ခုပ်လေးကိုတီးရပါမယ်ကဲဟုတ်ပြီเนาะကဲဒါဆိုရင်စပြီเนาะ1 2 ready go ကဲဒါဆိုတော့တို့သမီးတို့ရေအခုဆရာတို့ဒီ pattern A လေးကိုเนาะပြန်ပြီးတော့လေ့ကျင့်မယ်ဆိုတော့လေ့ကျင့်တဲ့အခါမှာဆရာတို့ဒီ character ဘယ်လိုသွားမလဲဆိုတော့เนาะဆရာတို့ဒီ pattern လေးကို1 2 3 4เนาะတစ်ခါပြီးသွားရင်ဆရာတို့ရှေ့ကိုပြန်လာမယ်1 2 3 4ဆရာတို့ဒါမျိုးနှစ်ခါလုပ်မယ်ဟုတ်ပြီเนาะနှစ်ခါဆိုတော့ဘယ်လိုလဲ1 2 3 4ပြန်ပြန်လာ1 2 3 4ဟုတ်ပြီဒီလိုကျင့်ကြမယ် ကဲဒါဆိုဒါတော့ဒီလိုဆရာတိုင်ပင်ခေါ်ပေးမယ်အရင်ဆုံးဆရာဖြည်းဖြည်းလေးပဲစကြည့်မယ်နော်မြန်စရာမလိုသေးဘူးကဲဟုတ်ပြီဒါဆိုကြင်လိုက်ရအောင်1 ready go 1 2 3 4 1 2 3 4 very good ကဲလူပဲဖြစ်နေရမယ်ကဲဒါဆိုဒါတော့မီရိုလေးဆရာပို့ပြီးတော့ကျွမ်းကျင်သွားအောင်နောက်တစ်ခေါက်တော့ထပ်ပြီးလေ့ကျင့်လိုက်ရအောင်ကဲဒီကဆရာတိုင်ပင်ခေါ်ပေးမယ် 1 2 ready go 1 2 3 4 1 2 3 4 1,2,3,4ဟုတ်ပြီနော်တာတို့ပြီတော့ကဲဒါဆိုရင်ဆရာတို့အခုဒါဖြည်းဖြည်းလေးလေ့ကျင့်တာဖြစ်တယ်နော်ဆိုတော့ဒီခါကျတော့ဆရာတို့ကနော်ဒီ pattern လေးကိုနည်းနည်းလေးမြင်ရမယ်လေ့ကျင့်တဲ့အခါမှာနော်ဆိုတော့ဆရာနဲ့အတူတူခုနတိုင်းပဲထပ်ပြီးလေ့ကျင့်မယ်ဆရာ တိုင်ပင်ခေါ်ပေးပါမယ်โอเคကဲနည်းနည်းလေးမြန်မှာနော်ဒီကဟုတ်ပြီတေချာလက်ကြည့်မယ်โอเค1 2 ready go 1 2 3 4 1 2 3 4อ่า very good โอเคဒါဆိုရင်ဒီမြန်တဲ့ဥစ္စာလေးကိုပို့ပြီးတော့ကျွမ်းကျင်သားအောင်နောက်တစ်ခါထပ်ပြီးတော့လုပ်လိုက်ရအောင်โอเค timing ခေါ်ပြီး1 2 ready go 1 2 3 4 1 2 3 4อ่าတို့လိုက်တာ ကဲဒါတို့သမီးတို့ရေဒါဆိုရင်ဆရာတို့အခုဒါ pattern A ကိုလေ့ကျင့်တာနော်ဒါနှစ်နေလဲရသွားပြီမြန်မြန်လဲရသွားပြီပိုင်သွားပြီကဲဒါဆိုရင်ဆရာတို့အခုဘာလုပ်မလဲဆိုတော့ဆရာဒါတို့သမီးတို့တခြင်းလေးတပုတ်ဖွင့်ပြမယ်ဆိုတော့ဒီတခြင်းနာမည်ကဘာလဲဆိုတော့ဆိုဆိုဆိုတဲ့တခြင်းဖြစ်တယ်ဆိုတော့ဒီတခြင်းမှာဆရာတို့ကအပိုင်းနှစ်ပိုင်းပါတယ်နော်ပထမပိုင်းနဲ့ဒုတိယပိုင်းဆိုတော့ဆရာဒီတစ်ခါဖွင့်ပြမှာဒါတို့သမီးတို့ပထမပိုင်းကိုအရင်ဖွင့်ပြမယ်ဆိုတော့ ဒါသမီးတို့ကဘာလုပ်အောင်လဲဆိုတော့ဒီသချင်းလေးဖွင့်ထားတော့မှဆရာနဲ့တူတူဒီသချင်းလေးကိုဒါဒီတိုင်းလေး1 2 3 4ကိုအရင်ဆုံးလက်ခုပ်လည်းမတီးသေးဘူးပေါင်တွေလည်းမပုတ်သေးဘူးဟုတ်ပြီနော်အရင်ဆုံးသူ့ရဲ့သချင်းလေးကိုဆရာ1 2 3 4ကိုဆရာနဲ့တူတူရေးထွက်ကြည့်ကြမယ်ကဲနောက်သချင်းလေးကိုဒါသမီးတို့ဒါခေါင်းထဲမှာဆွဲသွားအောင်လေတခါတည်းနှာထောင်ကြမယ်နော်ဟုတ်ပြီစပါပြီ1 2 3 4 ကဲဒါဆိုဒါလို့ပြီတို့ရပြီနော်ဆရာနဲ့တူတူဒါ1 2 3 4ကိုဒါပထမအဆုံးသချင်းကိုနားထောင်ပြီးရရေးတွက်သွားတယ်ကဲရပြီဟုတ်ပြီနော်ဒါဆိုရင်ဆရာတို့ကအခုမလုပ်မလဲဆိုတော့ဒီသချင်း ိုเนาะ pattern A ကိုအသုံးပြုပြီးတော့ pattern A တိုင်းဆရာတို့ဒီမယ်ဟုတ်ပြီเนาะဆိုတော့အခုနာ pattern A ကဘယ်လိုလဲဆရာတို့3កံကိုတွင်းရင်ပေါင်ပုတ်တယ်4တောင်လေးကိုတွင်းရင် လက်ခုပ်တည်တယ် pattern A ကိုမှတ်မိရယ်เนาะကဲဒါဆိုရင်เนาะဒီသချင်းလေးကိုဆရာတို့ဒါ pattern A နဲ့တူတူဒီကြမယ်ကဲဟုတ်ပြီเนาะစပြီ1 2 ready go ဟုတ်ဒါတူရောရပြီနော် pattern A ကိုသုံးပြီးတော့ဆရာတို့တီးသွားတယ်ကဲဒါဆိုရင်ပို့ပြီးတော့ကောင်းထဲမှာဆွဲသွားအောင်နောက်တစ်ခေါက်လောက်ထပ်ပြီးတော့လေ့ကျင့်ကြမယ်ဒါတို့မီရောလည်းဆရာနဲ့အတူတူဦးနာဆရာတီးပြတဲ့အတိုင်းလိုက်တီးကြမယ်နော် Hopi, One, 2 very go <coughs> so so လိုက်တာဒါတို့ကဲဒါဆိုရင်ဒါတို့မျိုးအခုတခြင်းလေးရဲ့ပထမပိုင်းကိုဘာလို့အသုံးပြီးတီးသွားလဲဆရာရေးထားတဲ့ pattern A ကိုအသုံးပြီးတော့တီးသွားတာရကြပြီနော်ကဲဆိုတော့ဆရာတို့ဒီ pattern B မှာလေအခု1 2 3 4လေးချက်ရှိပါတယ်ကဲဟုတ်ပြီနော်ဆိုတော့1လေးကိုကြည့်ပါဗာလေးတွေ့လေ3 gun လေးတွေ့လေဆိုတော့3 gun တွေ့ရင်ဆရာတို့သိပြီးသားဘာလုပ်ရမလဲ ပေါင်လေးကိုပုတ်ရမယ်ဟုတ်ပြီเนาะကဲဒါဆိုတူးကိုကြည်ပါဦးဟောတူးမှာကြတော့ဗာတွေ့တယ်လေးတောက်လေးတွေ့တယ်ဆိုတော့လေးတောက်လေးတွေ့တော့ဒါဆိုပြီးတော့ဗာလောက်အောင်လဲမှန်တယ်လက်ခုပ်တီးရပါမယ်ဟုတ်ပြီเนาะကဲဒါဆို3ကိုလက်ကြည့်ဟော3ရကြတော့3 gun လေးเนาะဆိုတော့အဲ့3 gun လေးတွေ့ရင်ဗာလဲပေါင်လေးကိုပုတ်ရမယ်လိုမျိုးကဲဒါဆို4ကိုကြည့်4ကြတော့ဆရာတို့လေးတောက်ဆိုတော့လေးတောက်ဆိုရင်ဆရာတို့လေးတောက်တွေ့ရင်လက်ခုပ်တီးမယ်ဟုတ်ပြီနော် ကဲဒါပြီးရေဒါဆိုဆရာတို့ဒီ pattern လေးကိုတစ်ခေါက်လေ့ကျင့်ကြည့်မယ်เนาะဆိုတော့လေ့ကျင့်တဲ့အခါမှာဆရာတို့ pattern A တုန်းကလေ့ကျင့်သလိုပဲ1 2 3 4ပြီးသွားရင်ဆရာတို့အခြေကိုပြန်လာမယ်1 2 3 4ဆရာတို့နှစ်ခေါက်လေ့ကျင့်မယ်ဟုတ်ပြီเนาะကဲဒါဆိုရင်အရင်ဆုံးဖြည်းဖြည်းလေးပဲစမယ်မြန်ဆရာမလို့သေးဘူး timing ခေါ်ပေးမယ်เนาะโอเคအသင့်ပြင်ထားပါစပါပြီ1 2 ready go 1 2 3 ဟုတ်ပြီနော်ဒါဆိုပြီးတော့ကဲဒါဆိုရင်ဒါလေးပို့ပြီးတော့ခေါင်းထဲမှာနော်ဆွဲသွားအောင်ဆရာတို့နောက်တစ်ခါထပ်ပြီးတော့လေ့ကျင့်ပဲဒီခါလေးဖြည်းဖြည်းလေးပဲသွားအောင်မယ်ဟုတ်ပြီနော်1 ready go 1 2 3 4 1 2 3 4 very good ဟုတ်ပြီဒါဆိုဆရာတို့ဒီခါနည်းနည်းမြန်ကြည့်မယ်ဟုတ်ပြီနော်စပြီ okay 1 2 3 4 ready go 1 2 3 4 1 2 3 4ဟုတ်ပြီကဲဒါဆိုရင်တော့ဆရာတို့ဒါမြန်လာလေးကိုနောက်ထပ်တစ်ခါထပ်ပြီးတော့ခေါင်းထဲမှာဆွဲသွားအောင်လေ့ကျင့်မယ်ဟုတ်ပြီ1 2 ready go 1 2 3 4 1 2 3 4 very good ဟုတ်ပြီကဲဒါဆိုဇာတို့မိတို့ pattern B လေးကိုလေ့ကျင့်သွားတာနည်းနည်းလေးရပြီမြန်မြန်လေးရသွားပြီ ကဲဟုတ်ပြီဒီကကြတော့ဆရာတို့ကဒါပြီးတော့မှတ်မိမယ်ထင်ပါတယ်เนาะဆရာတို့ pattern A တုံးကခုနဆူဆူတခြင်းလေးเนาะဟောနှစ်ပိုင်းရှိပါတယ်ပထမပိုင်းကို pattern A နဲ့ဒီသွားတယ်ဒီတစ်ခါဆရာကဒုတိယပိုင်းကိုဖွင့်ပြမယ်ဆိုတော့ဖွင့်ပြတဲ့အခါမှာအရင်ဆုံးဒီသချင်းလေးကိုလိုက်ပြီးတော့ဆရာတို့တွက်ကြည့်မယ်เนาะဘာမှမတီးသေးဘူးเนาะဟုတ်ပြီကဲဒါဆိုရင်သချင်းလေးကိုသေချာနားထောင်ပါဒုတိယပိုင်းလာပါပြီ1 2 3 4 do ready go denny 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 so 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 denny 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 along so denny 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 so 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 denny 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 along so okay okay ဟုတ်တာသမီးတို့ရသွားပြီဟုတ်ပြီဒါဆိုရင်ဆရာတို့ဒီဒုတိယပိုင်းလေးမှာ pattern B လေးကိုသုံးပြီးတော့ဒီတကလိုက်ပြီးတော့ တည်ကြည့်လိုက်ကြအောင်ဟုတ်ပြီနော် pattern B မှတ်မိရယ်နော်ကဲစပြီโอเค1 2 ready go ဒေါ်လိုက်တာကဲဒါဆိုရင်ပို့ပြီးတော့ခေါင်းထဲမှာမှတ်မိသွားအောင်နောက်တစ်ခါထပ်ပြီးတော့ ဒီကြည့်မယ် okay ready 1 2 ready go တက်ကြီးလက်ကြီးတက်ကြီးလက်ကြီးဆိုဆို တာကဲဒါဆိုရင်ဘက်တန်ဘီလည်းရသွားပြီเนาะဒါပြီးတော့တခြင်းလေးရဲ့ဒုတိယအပိုင်းကိုလည်းအခုတည်သွားပါပြီကဲဒါပြီးတော့ရေဒါဆိုဆရာတို့ဘက်တန် A ရော B ရောရသွားပြီပြီးတော့တခြင်းရဲ့ပထမပိုင်းရောဒုတိယပိုင်းရောတည်သွားပြီကဲဒါဆိုရင်ဒီကဆရာတို့ဘာလုပ်မလဲတခြင်းတစ်ပုဒ်လုံးကို ပြန်ပြီးတော့ဒူဒူဆရာတို့ เนาะ pattern A နဲ့ B ကိုသုံးပြီးတော့ဒီမယ်ဆိုတော့ကောင်းတဲ့မှာမှတ်ထားမှာတခြင်းရဲ့ပထမပိုင်းကိုကြားရင် pattern A နဲ့ဒီမယ်တခြင်းရဲ့ဒုတိယပိုင်းလာလို့ရှိရင် pattern B ကိုပြောင်းပြီးတော့ဒီပါမယ်ကဲဒါတော့ဒါတို့သမီးတို့ရေဆရာတို့ဒီတခြင်းလေးကိုနားထောင်ပြီးတော့တူတူဒီလိုက်ကြအောင်1 2 go so so တော်လိုက်တာတာတော့ပြောကဲဒါဆိုရင်ဒီသချင်းလေးကိုပို့ပြီးတော့ကောင်းထဲမှာမှတ်ပြီးသွားအောင်နောက်တစ်ခါထပ်ပြီးလှုပ်လိုက်ကြရင်မကောင်းဘူးလားကဲဒါဆိုဆက်လိုက်ကြအောင်နောက်တစ်ခါထပ်ပြီးတီးမယ်1 2 ready go เนาะအကုန်လုံးမှတ်မိကြတယ်เนาะ pattern A ရော B ရောနှစ်ခုလုံးရသွားပြီတခြင်းတစ်ပုတ်လုံးလည်းဒီသက်သွားပြီကဲဒါဆိုသားတို့ပြီတို့ဒီဆိုဆိုတခြင်းလေးကိုလည်းအိမ်မှာကွက်ကို ပြန်ဆိုကြပါเนาะပြီးသွားရင်ကွက်ကိုပြန်ပြီးတော့ဒီ pattern A နဲ့ B လေးတွေကိုသုံးပြီးတော့ကွက်ကို ပြန်ပြီးလေ့ကျင့်လိုက်ကြပါ thank you